အလောဘနဲ့အဒေါသအကြောင်းကိုဟောကြားပေးမှာဖြစ်တယ်။အလောဘဆိုတာလောဘရဲ့စံကျင်ဘက်အဒေါသဆိုတာကဒေါသရဲ့စံကျင်ဘက်သဘောလောဘနဲ့ဒေါသကမကောင်းတဲ့အုပ်စုတွေအလောဘနဲ့အဒေါသကကောင်းတဲ့အုပ်စုတွေမိမိတန်တန်မှာလောဘသဘောဒေါသသဘောဖြစ်လာပြီဆိုရင်မကောင်းမှုတွေကိုလုပ်ဖို့အဆင်သင့်ဖြစ်နေပြီ မကောင်းတဲ့စကားတွေကိုပြောဖို့အဆင်သင့်ဖြစ်နေပြီဒီလိုနားလည်ရမယ်အဲ့ဒီလောဘရဲ့စိတ်ခိုင်းမှုဒေါသရဲ့စိတ်ခိုင်းမှုကြောင့်တတ္တဝါတွေဟာကိုယ်စိုးလူနိုင်လူစရိုက်အမှုတွေကိုပြုလုပ်ကြတယ်ဆိုတော့လောဘသည်လိုချင်မှုသဘောတတ်မှတ်မှုသဘောလို့ဘာသာပြန်တယ်ဒီတော့သူရဲ့စကြင်ဘက်ဖြစ်တဲ့အလောဘကိုကြတော့မလိုချင်မှုမတတ်မှတ်မှုသဘောလို့ဘာသာပြန်ရတယ်ဒေါသကိုခတ်ထန်မှုကြမ်းတမ်းမှုလို့ဘာသာပြန်တယ် ခတ်ထန်သဘောကြတဲ့သဘောဒီတော့သူရဲ့စัจ jective ဖြစ်တဲ့အတ္တတကိုမခတ်ထန်ဘူးမကြမ်းတမ်းဘူးလို့ဘာသာပြန်ရမယ်တတ္တဝတ္တရဲ့တန်တမလောဘဖြစ်လာပြီဆိုရင်ပုံကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဒီဥစ္စာတွေကိုရှားပွေတဲ့အခါမှာဝိနည်းနဲ့ညီအီမညီအီမစင်စားဘူးရရင်ပြီးရောလောက်ကြတယ်ယဟန်ဆိုတာ စာဝတ်နေရေးအတွက်ဘေးနေဟောပြီးစေကူပြီးမချရဘူးဘေးနေဟောလို့ရတရားတွေရှင်းပြီးလို့ဒိတ်ဒစင်တွေလုတ်ပြီးလို့ပစ္စည်းလေးပါးတွေရလာတယ်ဆိုရင်ဒါမှအဆက်ဘူးလူတွေရဲ့အနာကိုဘုန်းကြီးကအခွဲစိတ်ပေးမယ်ပတ္တိတွေစီးပေးမယ်ဈေးတွေလိမ့်ပေးမယ်မလုတ်ကောင်းဘူးနောက်တစ်ခါပစ္စည်းလေးပါးအလုခံပါဘုရားလို့လည်းမဖိတ်ထားဘူးဆွေမျိုးလည်းမတော်ဘူးဆိုရင်ရဟန်းတော်လေးကမတောင်းရဘူး ။ဦးဇင်းတို့ကိုသင်္ကန်းလေးလှူပါအောင်။ဦးဇင်းတို့ကိုဆုံးလေးကပ်ပါအောင်။မပြောကောင်းဘူးပေါ့။ဆွေမျိုးတော်မှပြောကောင်းတယ်။ပစ္စည်းလေးပါအလူခံပါလို့ဖိတ်ထားမှတောင်းကောင်းတယ်ပေါ့။အဲ့ဒီတော့လောဘတွေဖြစ်လာပြီဆိုရင်အဲ့လိုဝီနီးနဲ့မညီတာတွေညီတာတွေခေါင်းထဲမှာမထည့်တော့ဘူး။ရရင်ပြီးရောဆိုပြီးတော့လုတ်တက်တယ်။အဲ့ဒါမာကနုံကျွန်တော်ပြားကြီးကလောဘဘုံကြီးလို့ဒီလိုခေါင်းစဉ်တက်တယ်လောဘဘုံကြီးလောဘဖြစ်လာရင် တရားလားမတရားလားအဆလမ်အဆလမ်မစင်ပါဘူးမတရားချပွင့်မယ်အေးရလာတဲ့ပစ္စည်းကိုလည်းငါဥစားငါဥစားနဲ့တန်တန်ဆွဲတတ်မှတ်နေမယ်နောက်ထပ်နောက်ထပ်လည်းလိုချင်တယ်သူများကိုမပေးရမလူရအစွဲကြီးစွာနဲ့တိမ့်ပိုက်ထားမယ်ဟောပြန်လုံတော်မူတဲ့အခါကျတော့အเจ้าမှာပိတ်တာတွေဖြစ်လို့သင်္ကန်းမှာပိတ်တာတွေဖြစ်လို့စွဲလန်းပြီးတော့ပိတ်တာတွေဖြစ်နေတယ် ဒါလောဘဘုံကြီးအကြောင်းပဲလောဘဟာမကောင်းဘူးပိစုတ်ပံဘဝမှာလည်းစိတ်ဆင်းရဲအောင်လောဘကလုတ်တယ်တမလုံးဘဝမှာလည်းပဲအပယ်ဖို့ဆွဲချနိုင်တယ်အေးလူဝိကြောင့်တက္ကရာကမနေလည်းဒီတိုင်းပဲပေါ့လောဘနေတက်လာပြီဆိုရင်မတရားလိုချင်တဲ့စိတ်တွေဖြစ်လာပြီသူများပစ္စည်းကိုခိုးယူရမလားဓမြတိုက်ရမလားလိန်ယူရမလားကလင်ကကြီးကြပြီးတော့ယူချင်တဲ့ယူမှာပဲလောဘဖြစ်လာပြီဆိုရင်အဲ့တော့ခုနကပြောသလိုပဲ တရားနည်းမတရားနည်းတွေမသိဘူးရရင်ပြီးရောဆိုပြီးတော့မရရအောင်လုပ်မယ်ရပြီးရင်လည်းကျင်တဲ့မနေဘူးထက်လို့ချင်းသေးတယ်ပြင်အဲ့ဒီရလာတဲ့ပစ္စည်းတွေပေါ်မှာတန်တန်ဆွဲတက်မှတ်နေမယ်ဆွဲလန်းနေမယ်ဟောတည်တဲ့အခါကျတော့အဲ့ဒီပစ္စည်းဥစ္စာဆွဲလန်းမှုတွေကြောင့်မကျွတ်မလွတ်တွေဖြစ်ကြတယ်ပေါ့ဒါကလောဘတမားတွေရဲ့လမ်းစဉ်ပဲအဲ့လောဘရဲ့စန့်ကျင်ဘက်အာလောဘကြတော့မဟုတ်ဘူးဘုသူပစ္စည်းဥစ္စာကိုမှမတရားမလို့ခြင်းဘူး မတရားမလို့ခြင်းဘူးစီးပွားချာရင်တောင်မှအများအကျိုးအတွက်ဆိုတဲ့မျောလင်းချက်တွေနဲ့စီးပွားချာကြတယ်အလောဘသမားတွေရတယ်မြတ်စွာဘုရားကစီးပွားရင်မလုပ်ရဘူးလို့မပြောဘူးစီးပွားရင်လုပ်ရမယ်လူပဲလို့ဖြစ်လာပြီဆိုရင်မိသားစုရှိတယ်အတိုင်းဝိုင်းရှိတယ်စားဖို့နေရအတွက်စီးပွားရေးဆိုတာလုပ်ရတယ်အဲ့တော့စိတ်ထားတဲ့အခါမှာငါတို့စီးပွားချာပွဲနေခြင်းဒီငါတယောက်တည်းခံစားဖို့မဟုတ်ဘူးရလာတဲ့အစည်းအဝေးဥစ္စာတွေနဲ့ပရဟိတ သာသနာအကျိုးတွေဆောင်ရွက်မယ်လောကအကျိုးတွေဆောင်ရွက်မယ်နိုင်ငံတော်တွေလိုအပ်တာတွေလုပ်တယ်မယ်မရှိစင်ရဲသားတွေဒုက္ခရောက်နေတဲ့သူတွေကိုညှဝေးမယ်ဆိုတဲ့ဒီလိုသဘောတွေပါတယ်ဆိုတော့အာလောဘတမရဲ့စီးပွားချပွေခြင်းတည်ငြိမ်းချမ်းတယ်ပေါ့ငြိမ်းချမ်းတယ်စီးပွားချတဲ့အခါမှာလဲကုသိုလ်တွေဖြစ်နေတာเนาะဒါကြောင့်ဦးဇင်းတို့ကိုတယောက်တည်းခံစားမယ်ဆိုတဲ့ရွေချက်နဲ့ချရင်လောဘနဲ့စီးပွားချတာဖြစ်သွားမယ်ဒါကြောင့်ကိုတယောက်တည်းအတွက်မဟုတ်ဘဲနဲ့ရနာတာကိုမျှဝေသုံးဆွဲခြင်းလို့ခေါ်တယ် လောကကြီးနဲ့အတူမျှဝေသုံးဆက်မယ်ဆိုတော့ကိုတယောက်တည်းအတွက်မဟုတ်တော့ဘူးအဲ့တော့ level ကျဲပြတ်သွားတယ်စီးပွားရတာကျဲပြတ်သွားတယ်အေးကောင်းပြီအဲ့တော့အလောဘလို့ခေါ်တဲ့သဘောတရားဟာလောဘရဲ့ဆန့်ကျင်ဘက်ပစ္စည်းဥစ္စာတွေပေါ်မှာမတရားမလို့ခြင်းဘူးရလာတဲ့ဥစ္စာတွေပေါ်မှာလည်းမစွဲလန်းဘူးစွန့်လို့ဘယ်ကြိုးစားတယ်နော်စွန့်လို့ဘယ်ကြိုးစားတယ်ကိုချဖွေသမျှအားလုံးတွေတိတ်ပိတ်ဖို့မဟုတ်ဘူးစွန့်လို့ဖို့အတွက်ပဲပြန်လည်မျှဝေဖို့အတွက်ပဲချဖွေတာမို့ဒါအလောဘသမားတွေရဲ့ သဘောတရားပေါ့နော်နောက်တစ်ခါဒေါသကြမ်းတမ်းတယ်ခက်ထန်တယ်စိတ်တွေကြမ်းတမ်းနေမကဘူးသူ့ရဲ့အပြောအဆိုတွေကလည်းကြမ်းတမ်းတယ်မျက်နှာသားတွေကလည်းကြမ်းတမ်းတယ်တင်းပါတယ်ဥစဉ်တို့တတ္တဝါတွေရဲ့တန်တမ်းမှာယုတ်တရားတွေဆိုတာကံကြောင့်လည်းဖြစ်တယ်စိတ်ကြောင့်လည်းဖြစ်တယ်ဥဒုကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်စားတောင်းလိုက်တဲ့အာဟာရတွေပေါ်မူတည်ပြီးတော့ယုတ်တွေဟာကြမ်းတမ်းမှုလူညံမှုပြောင်းသွားတယ်နုညံ့တဲ့အာဟာရတွေကိုစားရတဲ့ပုံကရုပ်တွေဟာနုညံ့ နေတယ်။ကြမ်းတမ်းတဲ့အာဟာရတွေကိုစားရတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်တရားကြမ်းတော်နေတယ်။နောက်ဇာတိဥတုအလွန်ပူလွန်အလွန်အေးလွန်ဇာတိဥတုကြမ်းတဲ့နေရာမှာနေတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်တရားလည်းကြမ်းတမ်းတယ်။မအေးလွန်မပူလွန်ဇာတိဥတုမျက်တက်တဲ့နေရာမှာနေရတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်တရားလည်းနုညံ့တယ်။နောက်စိတ်နေစိတ်ထားစိတ်ကြမ်းတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်တရားလည်းကြမ်းတယ်။ဉာဏ်ထားနေရာကြည့်လိုက်တာနဲ့ကိုတင်းမာနေတယ်ပြုံးချွင်တဲ့မျက်နှာမရှိဘူး။သူရဲ့နှုတ်ကထွက်တဲ့စကားတွေကလည်းကြမ်းတမ်းတယ်ခက်ထန်တယ်အပေါ်စီးကဆန်တယ်ပေါ့နော် အဲဒေါသရဲ့ဆန့်ကျင်ဘက်အာဒေါသရှိတဲ့ပုံကိုစိတ်ကောင်းရှိတဲ့ပုံကိုတွေရဲ့မျက်နှာတွေကပြုံးချွင်လို့ကြည့်လိုက်တဲ့ပုံကိုတိုင်းကစိတ်ချမ်းသာတယ်သူ့ကိုကြည့်ရတာအေးချမ်းလိုက်တာဆိုတဲ့အေးတဲ့အငိမ့်တဲ့ကိုကုဆတ်တဲ့ပုံသူ့မျက်နှာလေးကြည့်ရတာအေးချမ်းလိုက်တာဒီတန်ဃာတော်ကိုပူရတာအေးချမ်းလိုက်တာဒီကိုရင်ကိုပူရတာစိတ်ချမ်းသာလိုက်တာဆိုတာမျိုးတွေဖြစ်သွားတာအဲ့တော့စကားလုံးစကားတန်တရားလည်းပဲအေးချမ်းတယ်ပုံဟောဒီဖုန်းကြီးရဲ့တရားနာတာအေးချမ်းလိုက်တာဒီဆရာတော်စကားတွေကြားရတာအေးချမ်းလိုက်တာဒီလိုဖြစ်ရတယ်ကိုယ်တန်ငယ်ချင်းအချင်းချင်းလည်းဒီတိုင်းပဲပုံ အဲ့တော့အာဒောတာသမားတွေရဲ့မျက်နှာထားအာဒောတာသမားတွေရဲ့လေးတန်တွေဟာနုညံ့နဲ့သိမ်မွေ့တယ်စိတ်ချမ်းသာစေတယ်ပေါ့နော်အေးအဲ့တော့ကြောင့်ရုပ်တရားတွေဟာကောင်းတဲ့ကံတွေကြောင့်ကောင်းတဲ့ရုပ်တွေဖြစ်တယ်မကောင်းတဲ့ကံတွေကြောင့်မကောင်းတဲ့ရုပ်တွေဖြစ်တယ်စိတ်ကောင်းတွေကြောင့်ကောင်းတဲ့ရုပ်တွေဖြစ်တယ်စိတ်ဆိုးစိတ်ပုတ်တွေကြောင့်မကောင်းတဲ့ရုပ်တွေဖြစ်တယ်ကောင်းတဲ့ဥတုကြောင့်ကောင်းတဲ့ရုပ်ဖြစ်တယ်မကောင်းတဲ့ဥတုကြောင့်မကောင်းတဲ့ရုပ်ဖြစ်တယ်ကောင်းတဲ့အာဟာရကြောင့်ကောင်းတဲ့ရုပ်ဖြစ်တယ်မကောင်းတဲ့အာဟာရကြောင့်မကောင်းတဲ့ရုပ်ဖြစ်တယ်။ညောင်ရုပ်တရားကိုပြုပြင်ခြင်းလဲဆိုရင် ကံစိတ်ဥဒုအာဟာရအကြောင်းတရား၄မျိုးကိုသိထားဖို့လိုတယ်ပေါ့ဒီကောင်းပြီအဲ့ဒီတော့ဒေါသသမားနဲ့အဒေါသသမားဟာလုံးဝဆန့်ကျင်ပါကြီးဒေါသသမားကကြိုက်တန်းတယ်အဒေါသသမားကနုညံ့တယ်ဒေါသသမားကနော်စကားပြောတာယဉ်သိတယ်အဒေါသသမားကစကားပြောတာရှိုးတာရှိုးတာတယ်ပေါ့အဲ့တော့အကုန်ကွာဟတယ်ပေါ့နော်အဒေါသသမားကတိခန့်နိုင်တယ်ခွင့်လို့နိုင်တယ်ဒေါသသမားကတိမခန့်နိုင်ဘူးခွင့်မလို့နိုင်ဘူးဆန့်ကျင်ပါကြီးပဲ။ နော်ဆန့်ကျင်ဘက်ကြည့်ပဲအဲ့တော့ဦးဇင်းတို့တတဝရီရတန်တန်မှာလူကောင်းလူဆိုးဖြစ်စေတယ်ဆိုတာအဲ့ဒီမကောင်းတဲ့တရားကောင်းတဲ့တရားတွေကြောင့်ပဲမကောင်းတဲ့တရားတွေကဝင်ရောက်နှောက်ယှက်နေပြီဆိုရင်လူဆိုးဖြစ်သွားတာပဲကောင်းတဲ့တရားတွေကမိမိတို့တန်တန်မှာလွှမ်းမိုးထားပြီဆိုရင်လူကောင်းဖြစ်သွားတာပဲအဲ့တော့လူဆိုးလူကောင်းဆိုတာတရက်တည်းမှာပဲတစ်ချိန်တည်းမှာပဲနော်အမြဲတမ်းပြောင်းလဲသွားနိုင်တယ်စိတ်ကောင်းဝင်တဲ့အခါလူကောင်းဖြစ်သွားပြီးတော့စိတ်ဆိုးစိတ်ပုတ်ဝင်တဲ့အခါလူဆိုးတွေဖြစ်နေမှာပဲ မနေ့တုန်းကစိတ်ကောင်းဝင်တော့လူကောင်းဟောညနေပိုင်းတော့စိတ်ပုတ်တွေဝင်တော့လူဆိုးတော့တွေ့ဘူးကြလိမ့်မယ်သူများကိုမပြောနဲ့ကိုကိုကိုကြည့်ပေါ့တခါတလေကိုမျက်နှာလေးတွေကပြုံးရွှင်လို့တခါတကြကိုမျက်နှာလေးတွေကနော်ကြမ်းတမ်းခတ်ထန်နေတယ်ကိုတယောက်တည်းကိုပဲလူဆိုးဖြစ်လိုက်လူကောင်းဖြစ်လိုက်တယ်လေဘာကြောင့်လဲဆိုတော့တရားခံပြီးမိမိတို့အတန်တန်မှာဖြစ်ပေါ်နေတယ်ကောင်းတဲ့တရားစုတွေမကောင်းတဲ့တရားစုတွေပဲကောင်းတဲ့တရားစုတွေဖြစ်ခိုင်းမိမိတို့လူကောင်းဖြစ်နေမှာပဲမကောင်းတဲ့တရားစုတွေဖြစ်ခိုင်းမိမိတို့လူဆိုးဖြစ်နေမှာပဲနော် အဲ့တော့တယောက်တည်းကနေလူကောင်းလည်းဖြစ်နိုင်တယ်လူဆိုးလည်းဖြစ်နိုင်တယ်တရက်တည်းမှာပဲလူကောင်းလူဆိုးဖြစ်နိုင်တယ်တနိုင်ရင်အတွင်းမှာပဲလူကောင်းလူဆိုးဖြစ်နိုင်တယ်နော်လက်ဖမိုးနဲ့လက်ဖွားလူပဲပေါ့အိုဘက်မှာလက်ဖမိုးဒီဘက်မှာလက်ဖွားအဲ့တော့ကိုယ်ဘာဖြစ်ချင်တယ်လဲလူကောင်းဖြစ်ချင်စိတ်ကောင်းတွေမွေးရမှာဖြစ်တယ်ပေါ့လူဆိုးဖြစ်ချင်တော့စိတ်ဆိုးစိတ်ပုတ်တွေမွေးရမှာဖြစ်တယ်ပေါ့စိတ်ဆိုးစိတ်ပုတ်ကတကူးတကားတော့မွေးစီရမလို့ဘဝပေါင်းများစွာမှာဒီစိတ်ဆိုးစိတ်ပုတ်တွေဝင်နောက်ခြောက်ချမှုတွေကိုခံခဲ့ကြရတယ် ပါပသမိန် remedy မနော်နော်ဒီစိတ်တွေကမကောင်းမှုမှပျော်တယ်အဲ့တော့လူဆိုးဖြစ်ဖို့ကဘာမှမခက်အလွန်လွယ်တယ်လူကောင်းဖြစ်ဖို့ကခက်တယ်အေးမကောင်းတဲ့စိတ်တွေကိုထိနေရတယ်နော်ဒေါသမဖြစ်အောင်ထိရတယ်လောဘမဖြစ်အောင်ထိရတယ်အိတ်တမစ္စရိယမဖြစ်အောင်ထိရတယ်မေတ္တာတွေဖြစ်အောင်ကြိုးစားရတယ်ကရုဏာတွေဖြစ်အောင်ကြိုးစားရတယ်မုဒိတာဖြစ်အောင်ကြိုးစားရတယ်ပေါ့မကောင်းတာတွေဖြစ်ဖို့ကကြိုးစားစရာမလိုဘူးနော်ကောင်းတာဖြစ်ဖို့ပဲကြိုးစားနေရတာဖြစ်တယ်အေးကောင်းပြီဦးဇင်းတို့ကာတကလေးဝိတုလေးတပုတ်ပြောကြည့်ရအောင် ်မြတ်စွာဘုရားလောင်းပါရမီဖြစ်စဉ်တုန်းကဇမတမင်းကြီးရဲ့အားဘုရားလောင်းကဖြစ်တဲ့ဘုဒ္ဓမမင်းသားလို့ခေါ်တယ်ဘုရားလောင်းနာမည်ကဘုဒ္ဓမမင်းသားအဲ့တော့ဘယင်ကြီးရဲ့မိဖုရားကောင်းကြီးကဆုံးသွားတယ်မိဖုရားကောင်းကြီးဆုံးသွားတော့ဘယင်ကနောက်ထပ်မိဖုရားအစ်စ်ထပ်တင်တယ်မိဖုရားအစ်စ်ထပ်တင်တယ် တော့ဘုရားလုံးမင်းသားနဲ့နောက်ထပ်အသက်ထက်တင်တဲ့မိဖုရားကအသက်မတင်မရင်ပဲတနေ့ဘယင်ကြီးကစစ်တိုက်ဖို့ထွက်သွားတယ်။နေဆက်ဒေသမှာပုံကန်ထားကြွမှုဖြစ်လို့ချင်းပြင်းကိုတိုင်းထွက်ပြီးတော့တိုက်ရတဲ့အနေအထားဖြစ်သွားတယ်။တော့နန်းတော်မှာမိဖုရားကြီးကြံခဲ့တယ်။ဘုရားလုံးအင်ရှင်မင်းသားဘုဒ္ဓမင်းသားကြံခဲ့တယ်။အဲ့တော့ဘယင်ကြီးကစစ်တိုက်လို့ပြန်လာ ြန်လာတော့အားလုံးကအားရဝမ်းသာနဲ့ကြိုဆိုကြမယ်ပေါ့ဘယင်ကြီးရဲ့အောင်ပွဲခံတဲ့အနေနဲ့ကြိုဆိုကြမယ်ကြိုဆိုပွဲလုပ်မယ်ဒီတော့အင်ရှင်မင်းသားဖြစ်တဲ့ဘုရားလုံးကမိဖုရားအစ်စ်ထံကိုသွားပြီးတော့အရှင်မိဖုရားရှင်ဘယင်ကြီးဒီနေ့ပြန်ရောက်မယ်ဘာတွေများစီမံထားဖို့လိုတယ်လဲလို့မိဖုရားကိုသွားမေးတယ်မင်းသားကမိဖုရားရဲ့အခန်းထဲကြီးဝင်ပြီးတော့သွားပြီးတရဟုတင်တယ်ပေါ့အဲ့တော့ဘုရားနောက်မင်းသားဘုဒ္ဓမင်းသားက ဥပဒိယုတ်ကအလွန်ချုံမောလှပတာအဲ့တော့မိဖုရားကြီးကမျက်စိကျသွားတယ်ဘုရားနှောင်းမင်းသားကိုသဘောကျတယ်အဲ့တော့သူ့ရဲ့ရှင်ပြန်လဲမရှိတဲ့အခိုက်ဆိုတော့စိတ်ကလွတ်သွားတယ်ပေါ့နော်ရှင်ပြန်ချင်းရှိတယ်ဆိုရင်စိတ်ကထိမ့်မိသားဖြစ်ရင်ဖြစ်နေမှာစိတ်ကိုရရောက်ရင်မကောင်းမှုကလုတ်ဖို့အလွန်လွယ်သွားတယ်လေအခုမိဖုရားကြီးရဲ့အခန်းထဲမှာလည်းဖြစ်နေတယ်ဘသူမှမရှိဘူးရှင်ပြန်လဲနန်းတော်မှာမရှိဘူးနောက် မယားလုံးမင်းသားရဲ့ဥပဒေရုပ်ကလည်းချုံမလှပ်ပါဘူးအဲ့တော့မိဖုရားကစိတ်လွတ်သွားပြီးတော့မင်းသားကိုဖိတ်ခေါ်လိုက်တယ်သူနဲ့အတူတူအိတ်ဖို့လာသူနဲ့အတူတူအိတ်ကြရအောင်ဆိုပြီးတော့မင်းသားကိုခေါ်လိုက်တယ်မယားလုံးမင်းသားကစိတ်မဝင်စားဘူးကာမေတုမေဇာဇာတာကန်လीနော်သူ့အဖေဘယင်ကြီးရဲ့မိဖုရားလीတာကာမေတုမေဇာဇာတာကန်ထိုက်ပါလीအဲ့တော့ဘုရားလုံးကအလိုမရှိဘူးအတူတူမအိတ်နိုင်ဘူးညင်းဆန်တယ် မိမိယားကလည်းအတော်လေးကိုစိတ်ကလွတ်နေတာဆိုတော့တစ်ကြိမ်ပြောဘုရားလောင်းညင်းနှစ်ကြိမ်ပြောဘုရားလောင်းနဲ့ညင်းသုံးကြိမ်ပြောဘုရားလောင်းနဲ့ညင်းအဲ့တော့၃ကြိမ်ပြောလို့မရတဲ့ခါကျတော့မိမိယားကလောဘကနေဒေါသဘက်ကိုပြောင်းသွားတာနော်မင်းသားကိုတက်မဲ့စိတ်ကနေဒေါသဘက်ကိုပြောင်းသွားတယ်လောကမှာပြောတယ်နိအချစ်ချင်းအမျက်ကြီးတယ်ဆိုတာလောဘရဲ့နောက်မှာဒေါသပါလာတယ်မင်းသားကိုမြူဆယ်လို့မရဖြိုင်းအောင်လို့မရဖိတ်ခေါ်လို့မရတော့ဒေါသဖြစ်တယ်အဲငါအကြောင်းသိစေရမယ်ပေါ့ဘာနဲ့အတူအိတ်မလားမအိတ်ဘူးလားမအိတ်ငါအကြောင်းသိစေရမယ် မင်းသားလည်းကံမတတ်နိုင်ဘူးအာမင်းသူမိတ်ဆာဆာကံတော့မလွန်ကျူးနိုင်ဘူးတိုက်တယ်လို့ဒါလှုပ်ဆိုပြီးတော့အခန်းထဲကထပြန်ခဲ့အဲ့တော့မိဖုရားကမာယာသုံးရတယ်နော်လှည့်ဖျားပြီးတော့မာယာသုံးတယ်သူ့ရဲ့လက်သေးတွေနဲ့ခန္ဓာကိုယ်ကိုကုတ်ဖဲ့ပြီးတော့အဝိဇ္ဇာတွေကိုဖျဲအဲ့တော့ဘယင်းကြီးကအောင်ပွဲခံလို့နင်းတော်ကိုရောက်လာတဲ့အခါမှာမိဖုရားကိုမတွေ့ဘူးမေးကြည့်တဲ့အခါကျတော့မိဖုရားကြီးနေမကောင်းဘူးအိတ်ခန်းထဲမှာလဲနေတယ်လို့သတင်းကြတော့ချက်ချင်းပဲ ဘယင်ကြီးကသူ့ကိုမိဖုရားကြိုဆိုမယ်လို့ထင်ခဲ့တာမိဖုရားကနေမကောင်းဆိုတော့စိတ်ပူပြီးတော့ချက်ချင်းပဲအခန်းထဲလိုက်သွားတယ်ဘရမိဖုရားကဘယင်လည်းမြင်ရောငိုးယိုပြီးတော့ဘယင်ကြီးကိုပြေးဖက်ပြီးတော့ဟောဒီမှာဒံယာလေးဆိုပြီးတော့ဒံယာလေးကိုပြမင်းသားကသူ့အလိုမပါဘဲနဲ့အတင်းအဓမ္မပြုကျင်တဲ့အကြောင်းအဝိဇ္ဇာတွေပြဲနေတာတွေကုတ်ဖယ်ထားတဲ့အရာတွေကိုပြဘယင်ကြီးကလည်းစစ်တိုက်လို့ပြန်လာတာဆိုတော့အမောမပြေသေးဘူးပြဿနာနဲ့ကြုံရပြီဆိုတော့ မစင်းစားနိုင်တော့ဘူးဒေါသတွေဖြစ်တာသူ့မိမကိုထိရခေါင်းလားဆိုပြီးတော့သူ့ရဲ့သားရင်ခောက်ခောက်ဖြစ်တဲ့မင်းသားကိုဒေတန်ချမှတ်လိုက်အဲ့တော့မင်းသားကအလွန်မေတ္တာကရုဏာကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့တိုင်းသူပြည်သားတွေရဲ့အချစ်မှုကိုခံရတယ်အဲ့တော့အကယ်၍မင်းသားကိုဒေတန်ပေးတဲ့အခါမှာတိုင်းသူပြည်သားတွေကဝင်ပြီးတော့လုကြမှာတေးကြတယ်တိုင်းသူပြည်သားတွေကလက်ခံမှာမဟုတ်ဘူးဒီမင်းသားဒီမေတ္တာကရုဏာသိကြည့်တယ်ဘရင်ဟာမိမကြောင့်အမှန်တရားကိုမမြင်ဘူး စူးစမ်းဆင်ခြင်မှုတွေမလုပ်တော့ဘူးတကယ်ဆိုရင်စိတ်ဆေးသင့်နေပေါ့မိမိအားပြောတယ်လို့တကယ်ဟုတ်လားမဟုတ်လားစဉ်းစားသင့်နေပေါ့ဟုတ်ကစဉ်းစားနိုင်တဲ့ဆွမ်းအားလည်းမရှိတော့ဘူးဒေါသတွေလွှမ်းမိုးသွားတဲ့အခါမှာအကြောင်းအကျိုးကိုမစဉ်းစားနိုင်တော့ဘူးမစူးစမ်းမဆင်ခြင်ဘဲနဲ့ချက်ချင်းကိုအမိန့်ချတာသိတယ်နောက်တိုင်းသူမိသားတွေကလာပြီးလူမှဆိုလို့သူကိုယ်တိုင်ပဲနော်လိုက်ပါပြီးတော့သေတံပေးတယ်ချစ်ကတော့ကသေတံကတောင်ပေါ်ကနေတွန့်ချတာကြောက်ထဲကိုတွန့်ချတာအဲ့တော့ဘရင်ကိုယ်တိုင်ပဲဦးစီးပြီးတော့အဲ့ဘုရားလောင်းမင်းသားကိုတောင်ပေါ်ကနေတွန့်ချတာ တခြားသူတွေဆိုလို့ရှိရင်ဘယင်ကိုယ်တိုင်တက်စီရမလို့ဘူးအာနာပကောသားတွေကိုအက်လိုက်အောင်ပဲအခုကဘုရားနောက်ကမေတ္တာကရုဏာတိတ်ကြည့်တယ်သူတော်ကောင်းဆိုတော့တိုင်းသူပြည်သားတွေရဲ့အချစ်တော်ဖြစ်နေတယ်တိုင်းသူပြည်သားတွေရဲ့အချစ်တော်ဆိုတော့တိုင်းသူပြည်သားတွေကလာလူမှာညာသူကိုယ်တိုင်ပဲဥစည်းပြီးတော့ဘုရားလောင်းကိုတောင်းထိတ်ကနေတွန်းချလိုက်တယ်အဲ့တော့ဘုရားနောက်ကမေတ္တာကရုဏာတိတ်ကြည့်တယ်သူတော်ကောင်းဖြစ်တဲ့အတွက်ကြောင့်တောင်ဆောင်နဲ့ကကဲတင်ထားလိုက်တယ်ဘုရားလောင်းမသိဘူးတောင်ဆောင်နောက်ကနောက်ဆောင်နဲ့ကကဲတင်ထားလိုက်တယ် ဆိုတော့နောက်ကြမှာငကားမင်းကနေပြီးတော့ဘုရားလောင်းကိုငကားပြီခေါ်သွားတယ်။အဲငကားပြီမှာတနစ်လောင်းနေပြီးမှာလူပြီကိုပြန်ပို့။ဘုရားလောင်းကတံတွေကနေဖြစ်ပြီးတော့နန်းတော်မှာမနေလို့ဘူးလူတွေနဲ့လည်းမတွေ့လို့ဘူးဆိုပြီးတော့တောထဲမှာရသေးဖို့ပြီးနေတယ်။တနစ်အဲ့ဒီမှာနန်းတော်ကမြို့တော်ကနေမုံစိုးကြီးတူကတောလဲရင်းနဲ့ဘုရားလောင်းရသေးကိုတွေ့တော့အကျိုးကြောင့်နားလဲသွားတယ်။ဒီကိစ္စမှာဘုရားလောင်းပြစ်မရှိဘူးမိဖုရားကြီးရဲ့လီဇန်မှုတွေပဲလိန်ညာမှုတွေပဲဆိုတော့နားလဲပြီးတော့ဘယင်ကိုအကျိုးကြောင့်သွားပြောတော့ ဲ့ဒီမှာဘယင်ကြီးလဲစိတ်တွေကပြေသွားပြီစဉ်းစားနိုင်တဲ့ဉာဏ်ကြီးချိလာပြီဆိုတော့အော်သူ့အမကိုသူမြင်သွားတယ်ဒါမိဘကြီးရဲ့အဖြစ်ပဲဆိုတာကိုသိသွားတယ်အဲ့တော့ဒေါသတွေထွက်ပြီးတော့တခါသူ့ကိုလိန်ညာတဲ့မိဘကြီးကိုပါတေတံပေးတောင်ပေါ်ကနေတွန်းချလိုက်တယ်ဝတ်လိုက်တာနော်ချက်ချင်းကိုဝတ်လိုက်တာနောက်ဘဝထိမကူဘူးပေါ့အခုတော့အားကြည့်ရင်နောက်ဘဝထိမကူဘူးချက်ချင်းဝတ်လိုက်တယ်ဆိုတော့ဒီဖြစ်စဉ်မှာသတိပြုကြည့်ပါနော်လောဘတမန်နဲ့ အလောဘတမဒေါသတမနဲ့အရောသတမဒီဖြစ်စဉ်မှာတတိထားကြည့်ပါအလွန်ကွာဟနေပါတယ်မိဖုရားကဖခင်နောင်ကိုတန်တန်ဆွဲတတ်မှတ်နေတဲ့လောဘတွေဖြစ်နေတယ်လောဘဖြစ်တော့ငါမိဖုရားဆိုတဲ့အင်ဒြေတော်မဆိုင်နိုင်တော့ပဲနဲ့ဖခင်နောင်ကိုနော်သူ့ကတင်ပေါ်တက်ဖို့ဖိတ်ခေါ်တယ်ဘလောက်ချက်စရာကောင်းလဲလောဘနော်လောဘဖြစ်ပြီဆိုရင်အင်ဒြေမဆိုင်နိုင်တော့ဘူးဟောဖခင်နောင်ကကြတော့အလောဘတမလက်မခံဘူး မိမိယားကလောဘသမားဖခင်လောင်းမင်းသားကအလောဘသမားအကိလောဘသမားသာဖြစ်ခဲ့မှာဆိုနှစ်ခါခေါင်းနေကြတော့မလို့တပည့်သမိတ်ဆရာတော်ကံကိုအလွယ်တကူလွန်ကျိုးမိမှာပဲဖခင်လောင်းကအလောဘသမားဖြစ်တဲ့ကြောင့်နော်အသိဉာဏ်နဲ့ထိမ့်နေဒါမလွန်ကျိုးကောင်းတဲ့အရာမဖြစ်တဲ့အရာဆိုတာဉာဏ်နဲ့ထိမ့်နေပေါ့အဲ့တော့ဖခင်လောင်းကအလောဘသမားအလိုမရှိဘူးဒီကမ္မကုံကအလိုမရှိဘူးတခါမိဖခင်ကဖခင်လောင်းကိုလောဘနဲ့ဖခင်ရောက်လို့မရခေါ်လို့မရတဲ့အခါမှာဒေါသဖြစ်လာတယ် ။ဘယင်ကြီးလည်းဒေါသဖြစ်တယ်။သူမိမမိဖုရားကိုတိရခေါင်းလားဆိုတော့မဆူစင်းမဆူစမ်းမစင်စင်မနဲ့ဒေါသဖြစ်တယ်။တကယ်လည်းမဟုတ်ပဲနဲ့စိတ်ကူးရင်ပြီးဒေါသဖြစ်တာပဲ။အဲ့တော့ဘုရားလောင်းကကြတော့အဒေါသတမမိဖုရားပေါ်မှာလည်းစိတ်မဆူဘူး။ဘယင်ပေါ်မှာလည်းစိတ်မဆူဘူး။မေတ္တာနဲ့ပဲကျင့်သုံးတယ်။နော်သူတိလားကိုအထီမခံဘူးအပြတ်မခံဘူး။အဲ့တော့ဘယင်နဲ့မိဖုရားကဒေါသတမဘုရားလုံးကအဒေါသတမဒေါသဖြစ်လို့မိဖုရားကလိန်ညာ ပြီးတော့ပြစ်ဒဏ်ပေးဖို့ကြိုးစားတယ်။ဘယင်ကလည်းဒေါသနဲ့မဆုစမ်းမစင်ကြပဲပြစ်ဒဏ်ပေးတယ်။ကြည်နော်ဖြစ်စင်မှာအတော်ကွာဟနေတယ်။လောဘတမားရဲ့ဖြစ်စင်နဲ့ဒေါသတမားရဲ့ဖြစ်စင်။လောဘတမားရဲ့အပြောအဆိုအမူအရာဒေါသတမားရဲ့အပြောအဆိုအမူအရာအလောဘအဒေါသတမားရဲ့အပြောအဆိုအမူအရာကွာဟနေတယ်။လောဘဒေါသတမားတွေရဲ့အပြောအဆိုအမူအရာတွေကပူလောင်နေပြီးတော့အလောဘအဒေါသတမားတွေကကြတော့အေးချမ်းနေတာတတိထားကြည့်ပေါ့။နောက်ဆုံးဘုရားလောင်းကငိမ့်ချမ်းတဲ့ဘဝကိုရောက်သွားတယ်။ရသေးဘဝရောက်သွားတယ်။သူတော်စင်ဘဝကိုရောက်သွားတယ်။ဟိုမျိုးသမီးကမိဖုရားက စ္ဆောပန်ဘုရားမှာလည်းဘင်ကြီးရဲ့ပြန်လဲအပြတ်မှုကိုခံရတယ်။တေးတဲ့ခါမှာလည်းငရဲရပါတယ်။အေးအဲ့တော့ဥစဉ်တို့လောဘတမဒေါသတမနဲ့အလောဘအဒေါသတမဟာသုံးတဲ့လေးလိုပဲလုံးဝဆန့်ကျင်ပဲအပူနဲ့အေးတော့မီးနဲ့ရေလိုပဲကွာနေတယ်ပေါ့။ဘာကြောင့်ဥစဉ်တို့တက္ကရာကမတို့ကိုကိုကိုမေးခွန်းထောက်ရတော့မယ်။တို့တွေဟာလောဘတမလားအလောဘတမလားတို့တွေကဒေါသတမလားအဒေါသတမလားကိုကိုကိုမေးခွန်းထောက်လောဘတမဖြစ်နေမယ်ဒေါသတမဖြစ်နေမယ်ဆိုသိချက်ဖို့ကောင်းတယ်။ ကိုကိုကိုတော့မမြင်ဘူးပေါ့နော်လောဘဖြစ်နေရတာဒေါသဖြစ်နေရတာကိုချက်စရာလို့ကိုကိုကိုတော့မသိဘူးဒါပေမဲ့ဘေးကပဝန်းကျင်ကမြင်တော့ချက်စရာကောင်းမယ်နော်သူတော်ကောင်းတွေကသိတယ်ဒေါသသမားတွေလောဘသမားတွေကိုကြည့်ပြီးသူတော်ကောင်းတွေကဆက်ဆုပ်တယ်ယုံချတယ်ဆိုချက်စရာလို့မြင်တယ်အဲ့တော့အခုတော့ဘုရားသာသနာနဲ့ကြုံခိုက်မှာဘုရားရဲ့အဆုံးအမတွေနဲ့ထိတွေ့ခွင့်ရတဲ့အခိုက်မှာမိမိတို့ရဲ့လောဘဒေါသတွေကိုအမြဲဆုံးပြုပြင်ပြောင်းလဲဖို့လိုတယ်လောဘကလည်းအလောဘပြောင်းတင်တယ်ဒေါသကလည်းအဒေါသကိုပြောင်းတင်တယ် ်အဲအခုလောသာသနာနဲ့ကြုံခိုက်အဆုံးအမတွေရခိုက်မှာမှမပြုတ်ပြင်ကြဘူးဆိုရင်နောက်နောက်ဘဝတွေမှာပြုတ်ပြင်ဖို့အခွင့်လန်းဆိုတာရဖို့မလွယ်ဘူးပေါ့ဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့တန်တမာရှိတဲ့လောဘဒေါသတွေကိုတတ်နိုင်သမျှဖယ်ရှားပြီးတော့အလောဘအရောဒါတွေအစားထိုးပြီးတော့ဘုရားအဆုံးအမတော့အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပို့နိုင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း